ဲ့တော့ဘူချုပ်တန်းရွှေထားခဲ့တဲ့နောက်ចောင်းပြန်အေးမอยู่ရဆိုတဲ့ဥပဒေကလည်းမင်းအောင်လှိုင်အတွက် အကျုံးမဝင်ဘူးအဲ့ဒီနောက်ចောင်းပြန်အေးမอยู่ရဥပဒေကနဝတနာအဖအစိုးရမှာတာဝန်ထမ်းဆောင်ခဲ့တဲ့လူတွေကိုပဲအကာအကွယ်ပေးနိုင်တာ2010ရဲ့နောက်ပိုင်းမှာဖြစ်ပျက်တဲ့အရာတွေအတွက်အကျုံးမဝင်ဘူးအဲ့ဒီအတွက်ကြောင့်မင်းအောင်လှိုင်မှာယာတူးအာနာမရှိတော့ရင် သူကျူးလွန်ခဲ့တဲ့စစ်ရာဇဝမှုတွေလူမျိုးသုံးတက်ဖြတ်မှုတွေပြီးတော့နိုင်ငံဗန်ဒါခိုးယူထားမှုတွေအကုန်လုံးကိုသူကအေးအေးယူခံရမယ်အဲ့ဒါကို तू သိတယ်သိတဲ့အတွက်ကြောင့် तू အာနာသိမ့်ဖို့နီးမျိုးစုံနဲ့စူးစမ်းခဲ့တယ်เนาะဒီ NLD အစိုးရလက်ထက်မှာအစိုးပိုင်းမှာ तू လူမျိုးရေးပဋိပက္ခတွေဘာသာရေးပဋိပက္ခတွေနီးမျိုးစုံဖန်တီးတယ်เนาะဒီမဘာတာတို့စွမ်းအားရှင်တို့အဲ့ဒီလိုအဖွဲ့တွေကို तू အများကြီးဖွဲ့စည်းပြီးတော့မှ သူနီးမျိုးစုံစူးစမ်းခဲ့သေးတယ်မအောင်မြင်ခဲ့ဘူးမအောင်မြင်ခဲ့တဲ့နောက်ဆုံး2023မှာမင်းအောင်လှိုင်ကအာနာသိမ့်ခဲ့တယ်မင်းအောင်လှိုင်အာနာသိမ့်သိမ့်ချင်းအစိုးဆုံးလုပ်တာကအစိုးရအရာရှိတွေကိုဖမ်းချုပ်တာထောင်ချတာဖမ်းဆီးတာနောက်ပြီးတော့မင်းအောင်လှိုင်မလုံမဖြစ်အရေးကြီးဆုံးတစ်ခုလုပ်တာရှိသေးတယ်အဲ့ဒါကျွန်တော်တို့ပြည်သူလူထုတွေသိပြီးတော့တတိမထားမိလိုက်ဘူးမင်းအောင်လှိုင်အာနာသိမ့်ပြီးပြီးချင်းအရင်ဆုံးလုပ်တာကသူ့ထက်စီနယံကြတဲ့ ဘူချုပ်ကြီးတွေအထူးသဖြင့်တန်းရွှေကခန့်ထားတဲ့သူ့ထက်ကိုစီနရန်ကြတဲ့ဘူချုပ်တွေကိုမင်းအောင်လိုင်းနေရာပြောင်းရွှေ့တာတချို့တလီကိုအကြောင်းပြချက်အမျိုးမျိုးပေးပြီးတော့ယာတုကနေဖြုတ်ထုတ်တာသူလုပ်တယ်ဘာလို့လဲဆိုတော့စစ်တပ်ထဲမှာမင်းအောင်လိုင်းထက်ကိုပို့ပြီးတော့ဒီဩဇာအာဏာညောင်းတယ်သူတို့ရဲ့ဒီတစ္ဆာခံတပ်တွေအများကြီးရှိတဲ့ဘူချုပ်တွေကိုမင်းအောင်လိုင်းကဖယ်ရှားတယ်ရှင်းလင်းတယ်တချို့တွေကိုဒီစစ်တပ်ကိုအမိတ်ပေးလို့မရအောင်เนาะဒီလက်နက်နဲ့ အတူတူမရှိအောင်ဆိုပြီးတော့မှဒီအရက်ဖက်ဝင်ကြီးဌာနတွေကိုပို့ပြတဲ့တချို့ကိုထုတ်ပြတဲ့ဘာလို့လဲဆိုတော့မင်းအောင်နိုင်ကကြောက်လို့သူစောက်တလွဲလုံနေတာတွေကိုအဲ့ဒီသစ်ဖို့သူ့ထက်စီနီယံကြတဲ့ဒီစစ်တပ်မှာလူယိုတေရှင်ယိုတေများတဲ့ဩဇာအာဏာညောင်းတဲ့ဗိုလ်ချုပ်တွေကစုပေါင်းပြီးတော့သူ့ကိုတံပြန်အာဏာသိမ်းမှသူကြောက်တဲ့အတွက်ကြောင့်မင်းအောင်နိုင်ကသူအာဏာသိမ်းသိမ်းချင်းအရင်ဆုံးလှုပ်တာကဒီဒေါ်အောင်ဆန်းစုကြည် NLD အစိုးရခေါင်းဆောင်တွေကိုဖမ်းပြီးတဲ့အပြင်အဲ့ဒီ စစ်တပ်ထဲကသူ့ထက်စီနီယံကြတဲ့စစ်ဗိုလ်ချုပ်တွေကိုဖယ်ရှားရှင်းလင်းတာကိုသူလုပ်တယ်။ဒါကလည်းခြေတော်အသင်ခံရတာပဲ။အဲ့တော့တချို့တွေကသူတို့ကိုသူတို့ခြေတော်အသင်ခံရမှန်းမသိကြဘူး။လား။ရွေးကောက်ပွဲပြီးရင်ရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရတရက်ကမဖြစ်မနေပေါ်လာမယ်။အဲ့လိုအစိုးရတရက်ပေါ်လာတဲ့အခါကျရင်မင်းအောင်လိုင်းကတမရဝင်လုပ်မယ်။မင်းအောင်လိုင်းတမရဝင်လုပ်မယ်။တမရဝင်လုပ်ပြီးရင်အခုလက်ရှိမြန်မာနိုင်ငံရဲ့ဥပဒေဆိုတာကလည်းမင်းအောင်လိုင်းရဲ့မိမ จุจูหละရဲ့အသွင်းခံပေါင်းပြီလို့ပဲ तू ရေးချင်တာရေးထည့်တယ် तू ဖြတ်ပစ်ချင်တာ तू ဖြတ်ပစ်တယ် तू လုတ်ချင်တယ်လို့ तू လုတ်နေတာဖြစ်တဲ့အတွက်ကြောင့်မင်းအောင်လိုင်ကတမရဖြစ်ပြီးတဲ့နောက်ပိုင်းမှာသူ့ကိုယ်သူရာတပ်ပံတမရဆိုပြီးတော့အခြေခံဥပဒေထဲမှာရေးထည့်လိုက်ရင်เนาะအဲ့တော့စစ်တပ်နောက်မှာတက်လာမဲ့လွတ်တော်ဆိုတာကလည်းစစ်တပ်လွတ်တော်စစ်တပ်ပဲဖြစ်တဲ့အတွက်ကြောင့်ရွေးကန့်ကွက်တဲ့လူရှိမှာမဟုတ်ဘူးအဲ့လိုကန့်ကွက်တဲ့လူမရှိရင်မင်းအောင်လိုင်ကသူ့ကိုယ်သူရာတပ်ပံတမရအဖြစ်ခန့်အပ်တဲ့ဟာကအတိဖြစ်သွားမယ် အဲ့ဒါအတွက်အဲ့ဒါဆိုရင်မင်းအောင်လိုင်းကမြန်မာနိုင်ငံရဲ့ရာသက်ပံအာဏာရှင်အစိုးရတပ်ပါတီအစိုးရဖြစ်ပြီပေါ့ဗျာအဲ့ဒီရွေးချယ်ချက်တွေနဲ့အခုမင်းအောင်လိုင်းဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်နေတာဒီရွေးကောက်ပွဲကိုလုပ်နိုင်ဖို့အတွက်မင်းအောင်လိုင်းကတနိုင်ကံလုံးကိုတနိုင်ကံလုံးကိုဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်ဒီကနေ့ဒီစစ်ဘုံချုပ်အယောက်30ကျော်မင်းအောင်လိုင်းအမိတ်ပေးလို့ရမယ်မင်းအောင်လိုင်း နောက်ကလည်းထိမ့်ချုပ်အမိတ်ပေးလို့ရမယ်စစ်ဘူချုပ်30ကိုကြံ့ဖို့ပါတီတဲကိုထည့်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီကြံ့ဖို့ဝင်ကြီးဝင်ကြီးချုပ်ခန့်ဖို့ဆိုရင်ဒီလွှတ်တော်အမတ်ရွေးချယ်ခံရဖို့လိုအပ်တယ်။အဲ့ဒီတော့ကြောင့်ဒီဝင်ကြီးဝင်ကြီးချုပ်ဒုဝင်ကြီးအရေးကြီးတဲ့အစိုးရနေရာတွေခန့်ဖို့အတွက်စစ်ဘူချုပ်အယောက်30ကျော်ကိုကြံ့ဖို့ပါတီတဲကိုထည့်ထားတယ်။တကယ်တော့မြန်မာတိုင်းနိုင်ငံလုံးခြေတော်အသင်ခံရတဲ့အထဲမှာကြံ့ဖို့ပါတီလည်းပါတယ်။ နော်အဲ့တော့မင်းအောင်လိုင်းတယောက်တည်းအတွက်မင်းအောင်လိုင်းတမိသားစုတွေကောင်းစားဖို့အတွက်ကျွန်တော်တို့တနိုင်ငံလုံးခြေတော်သင်ခံနေရတာကျက်ဖို့ပါတီလည်းပါတယ်အဲ့ဒါကိုတော့သူတို့ကိုသူတို့ခြေတော်သင်ခံရကောင်းခြေတော်သင်ခံနေရတယ်ဆိုတာကိုလည်းသူတို့ကိုသူတို့မသိဘူးသိတဲ့လူတွေကတော့တော်တော်ပောက်ကွဲနေကြပြီเนาะအခုကျက်ဖို့ပါတီရဲ့အကြီးပိုင်းပေါ့ကျက်ဖို့ပါတီရဲ့အကြီးပိုင်းကတော့တော်တော်လေးပောက်ကွဲနေကြပြီဒါသူတို့ကတော့မင်းအောင်လိုင်းရဲ့ခြေတော်သင်ခြင်းကိုခံနေရပြီဆိုတာကိုသူတို့သိလိုက်ပြီအခုစစ်ဘောမှနေတဲ့ဒီသမင်းတလုတ်စားဖို့အတွက် နိုင်ငံလုံးကိုတတ်တာကိုအားပေးနေတဲ့စစ်ဘောမှနေတဲ့လူတွေကတော့ဒါတို့မသိရှာသေးဘူးတို့ကိုခြေတော်တင်ခံနေရတယ်ဆိုတာเนาะအဲ့တော့အခုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကမင်းအောင်နိုင်ရဲ့ခြေတော်တင်ချင်းကိုခံနေရတာ